ဖူဘောမှာဆက်ပြီးသမီးအားလုံးပဲမင်္ဂလာပါကျွန်တော်အခု33ပွဲကတော့ဒီ Liverpool နဲ့ Northern Forest ပွဲ Anfield မှာ Northern Forest က Liverpool ကို0-3နဲ့အနာရသွားတယ် Anfield မှာ Liverpool ဟာ tactical collapse ဖြစ်သွားတယ် tactical fallout ဖြစ်သွားတယ်ရှောင်းတိုက်ချက်အသင်က Liverpool ကိုတကယ်အညာတာမရှိထိုးနှက်သွားတယ်ရှောင်းတိုက်ချက် အနည်းပြွာတွေကနှမျိုးပဲပြောရမယ် clarity ပြီးတော့ simplicity တကယ်ရိုးရှင်းလုံးနဲ့ရိုးရှင်းရှင်းနဲ့လုံးတင်တာကိုလုံးပြီးတော့အနိုင်ရသွားတော့တွေ့ရတယ်ဆိုတော့ဒီဘွဲဒီမဟာမတ်ဆလာပရီးမီယာလိဘွဲ300ပြည့်တဲ့ဘွဲတကယ်တော့နိုင်ဘွဲနဲ့အတူ celebration လုပ်ချင်ခဲ့ပါလိမ့်မယ် ဂိမ်းထဲမှာလည်းမိုဆလားစီကနေလို့တစ်ချက်တစ်ချက်ထတောက်တဲ့မီးတောက်လေးတွေကိုမြင်ရပြီမဲ့ဒေဂိုရာအာမကောင်းခဲ့ပါဘူးမီးဘွားဘိုင်းကိုကလွဲချော်ခဲ့သလိုလီဗာပူးအသင်းကိုပြောစရာတွေအများကြီးအမားတွေအများကြီးအဆိုးတွေအများကြီးနောက်ဆုံးဝရုံးသုံးကားတွေဖြစ်ပြီးတော့ကွင်းထဲမှာမြင်ရတဲ့ဖာတွေကဟိုရုံနိုင်စရာကိုမရှိဘူးဆိုတဲ့အရာမျိုးတွေမြင်လိုက်ရတယ် နီးပြွာပိုင်းလုံးဝလုံးဝလုံးဝပြိုပြိုလဲသွားတယ်အာရီယိုလော်ဂျီပိုင်းလုံးဝလုံးဝပြိုလဲသွားတယ်အနက်စလော့ဟာကိုင်းနမှာဘာရီရှောက်လို့လို့လုံးဝမသိတဲ့ဆုံးဖြတ်ချက်တွေနဲ့ဟိုဒီပွဲကိုပွဲပြီးတဲ့အထိအသက်ဆက်သွားခဲ့တော့မြင်ရတယ်လော်ဘူးကကန်ဆိုးခဲ့တာမဟုတ်ဘူးပွဲဆောက်အိမ်မှာလော်ဘူးအသာစီးရတယ်ကိုယ် ်ကိုကံသွင်းခွင့်နေရတယ်အဲဆိုတော့ဆိုတော့ဟိုချေတာခဲ့တယ်ပေါ့ကိုလေးရခဲ့တဲ့နေပေါ့ expected go value လေအခု03နဲ့ရှုံးသွားတဲ့အနေအထားတွေကိုမြင်ခဲ့သေးတယ်ဒါပေမဲ့ဟိုဘောလုံးပွဲဆိုတာက7မိနစ်အထိအပိုင်းအခွင့်အရေး6ချိန်ရပြီးတော့ကျန်တဲ့မိနစ်80ညံ့သွားတဲ့အချိန်မှာအဲ့6ချိန်မဝင်လို့သာရှုံးတာဆိုပြီးအမြဲပြောလို့ရတဲ့ကိစ္စမျိုးလည်းမဟုတ်ဘူး7မိနစ်ဖြတ်တန်းပြီးသွားပြီကျန်တဲ့မိနစ်80 အဲ့အဲ့ pass ကအရေးမကြီးတော့ဘူးအဲ့ကနေလာတဲ့ result ကအရေးမကြီးတော့ဘူးပွဲပြီးမှဘာဖြစ်သလဲဆိုတော့ကြည့်ရင် Liverpool unlucky မဟုတ်ဘူး Liverpool က Liverpool လုံးဝဟိုပြင်ဆင်မှုမရှိသလိုအသင်းမျိုးဖြစ်ခဲ့တာ Liverpool ကနိဗ္ဗာန်ပိုင်းနဲ့ကစားနေတာမဟုတ်ပဲနဲ့ကစားခြင်းသလိုကစားလုံးဝဟိုဖြစ်ချင်တိုင်းဖြစ်တဲ့ပုံစံကြီးဖြစ်ခဲ့တာ Forest က အန်ဖီကိုလာတာကသူတို့ရဲ့ဒီ tactical identity ကတော်တော်လေးရှင်းတယ်ပြီးတော့တကယ် simple plan realistic plan လိုဘူးကိုဘောလုံးသူကိုင်ကိုကိုင်ပြိုင်ကစားဖို့လာခဲ့တာမဟုတ်ဘူးဒီ game ကပြီးတော့သူတို့တွေကဟိုဘယ်လိုကောင်းလဲဆိုတော့လာလေ့ကျင့်တာလည်းမဟုတ်ဘူးသူတို့လေ့ကျင့်ထားပြီးသားအရာကိုလာအသုံးချတာအသုံးချဖို့အတွက်လာခဲ့တာပြီးတော့အဲ့ဒီအလုပ်ကိုသူတို့အကောင်းဆုံးလုပ်နိုင်မှုစူးစမ်းခဲ့ရင်လုပ်နိုင်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ကဒီလိုမျိုးဒီ result ကိုမပြော score line ကိုမပြောဒီလိုမြင်ခွင့်မျိုးကိုကျွန်တော်တို့မြင်ခဲ့ရတာအဲ့တော့ဒီ honest slot က dominant sort side ကို right back ထားတယ်ကိုယ်လည်းမှာ cutter jones ဝင်လာတယ်အဲ့တိုက်စစ်မှာကျွန်တော် cody cat po alexander isaac ပြီးတော့ mahmet salah ကြည့်ရတာတော့အားရစရာပဲတခါလေကျတော့လေဒီ cutter jones ကို ဒီမနေ့က right back မှာသုံးခဲ့တယ်ပေါ့เนาะသုံးပြီးတော့ဟိုအလုပ်လည်းဖြစ်တင်တော့ဖြစ်တယ်ပေါ့အရန်အကောင်းကြီးတော့လည်းပဲဟုတ် Dominus of Sign ကိုကွင်းတော်မှာပဲထားပြီးကစားလို့တော့မရဘူးလားအဲဒါ Jones ကို right back သုံးလို့မရဘူးလား Sovereign Sign ကို right back ထားနိုင်မယ့်အစားအဲ့လိုလည်းတွေးကြည့်ပါသေးတယ်ဒါပေမဲ့နောက်ပိုင်းဒုတိယပိုင်းမှာ Carlos Jones တကယ်လည်း right back ဖြစ်ခဲ့တယ် Dominus of Sign ကွင်းလည်းရောက်ခဲ့တယ်မရတော့ဘူးဒီယုံကြည်မှုပြည့်စည်သွားပြီ system ပြိုလဲသွားပြီဆိုတဲ့အနေအထားမျိုးဟိုဖြစ်သွားတာပေါ့เนาะ ရှောင်းတိုင်းချစ်ကလိုဘူးနဲ့ရင်ဆိုင်ခဲ့တဲ့လိုဘူးကိုရလက်ကောင်းခဲ့တဲ့အသင်းတွေရဲ့ပုံစံပဲတကယ် blueprint ကိုပဲမြင်ရတယ်။ deep ဖြစ်တဲ့ defensive block ကိုတုံးသွားတယ်။ပြီးတော့ central zone တွေကို tight ဖြစ်အောင်လို့လုပ်သွားတယ်။ပြီးတော့ second ball တွေမှာ aggressive ပုံစံနဲ့ကစားတယ်။ channel တွေကို long ball တွေပို့တယ် set piece တွေကနေပြီးတိုက်ခိုက်ဖို့ထိုးနှက်ဖို့ကြိုးစားတယ်။ set piece တွေကတကယ် primary weapons လို့လည်းပြောလို့ရတယ်။အဲ့ပုံစံနဲ့ကစားနေရင်နောက်ပိုင်းမှာဒီ open play မှာပါ growth ဖြစ်သွားတာ။ဟုတ်ကျွန်တော်ဒီပွဲမျိုးမှာ Nana Forest ကို defensive football လို့ဘယ်သူပြောမလဲ။လုံးဝတကယ် intelligent football ကြီး။ Nana Forest ရဲ့ center back တွေ block တွေကိုတကူလုံးပြစ်ပြီးကာတာ။စိတ်ဓာတ်ကကြောက်စရာကြီး။ တစ်ခုလုံးပြပြီးကားတာလူကမြေကြီးနဲ့ခြေဒီခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုမှမထိတော့ဘူးဆိုတဲ့အနေအထားပြပြပြီးကားပြတာအဲ့ဒီကနေပြီးတော့တခါဒီပထမဆုံးရတဲ့ surface ကနေပြီးတော့ morello ကိုသွင်းသွားတဲ့အချိန် liverpool ကတော့စလာပြန်ပြီဆိုတဲ့ခံစားမှုเนาะဥဆောင်ကိုရတဲ့မှာလျန်နေရတဲ့မှာလျန်နေမရခဲ့ဘူးမရဘဲနဲ့နောက်ဆုံးကိုပြလဲ morello သွင်းသွားတာ ပြီးတော့တကယ် simple corner ဘာမှလည်းမဟုတ်ဘူးအ flick ဖြစ်သွားတယ် loose ball ဖြစ်တယ် second ball ကိုလူမရှိဘူးအဲ့ဘောလုံးကောက်မဲ့သူမရှိဘူး morello တယောက်တည်းလွတ်လွတ်ပြပြဘောလုံးကိုရပြီးကန်သွားတယ်အေးစစ်ထိမ်းပြီးတော့အတောင်ထဲကိုကန်ချသွားတယ်ဆိုတော့ liverpool က position အနေနဲ့တော့အตาရတယ်အဲဒါပေမဲ့ဟိုဘယ်လိုကုန်လဲ game တစ်ခုလုံးမှာကျွန်တော်တို့မြင်ခဲ့ရတာက အခုဒီဒီကိုကိုဥမာထားပြီးပြောရရင် physical jewels တွေမှာ liverpool ကအားနေခဲ့တယ် second ball တွေမှာ liverpool ကအားနေခဲ့တယ်ပြီးတော့ defensive organization တွေအားနေတယ်ပြီးတော့ emotional control လည်းမရှိဘူးတို့ရကိုကတို့ရပိုင်းအစမှာရောက်လာတယ်အဲရောက်လာတဲ့အချိန် liverpool ကညံ့နေတယ်ဆိုတာနေပြီးတော့ကွင်းထဲကိုဝင်လာတော့ amphibrator တွေကတစ်ခုတည်းအကျယ်ကြီးနဲ့ကြိုးဆိုတယ်တို့ရပိုင်းပြန်အစအဝင်မှာ ဒါပေမဲ့လေဘဘကညံ့နေတာနေပြီးတော့အညံ့ဆုံးအဆိုးဆုံးဖြစ်သွားတယ်။စပွန်နာသွင်းသွားတယ်ခု။ဘာမှတော့တိုက်စစ်ကဘာမှတော့မကစားရသေးဘူး။စပွန်နာအတချင်လေဘဘအကယ်ဒမီထွက်ပြန်။ Oh sorry နီကိုဝီလျံစ်နီကိုဒီစပွန်နာဖြစ်တယ်။နီကိုဝီလျံစ်လေဘဘအကယ်ဒမီထွက်ပြန်။အသူစီကနေပြီးတော့တဆင့်ရောက်လာတယ်။စပွန်နာသွင်းသွားတယ်ပေါ့။ဆိုတော့ဟို အသင်းကပြန်ပြီးတော့ခြေပါဝိုးနဲ့အနိုင်ကိုပြန်ရှာဖို့ကြိုးစားမှမကြံသေးဘူးကိုလည်းကိုကလည်းပြေးလိုက်ဟာပြန်အောင်အဲ့မှာတဖင်းနဲ့စပြီးတော့ honest drop ဟာတော့အမားတွေမြင်လာလောဘူးအပြောင်းလဲတွေအများကြီးလို့ဖို့ကြိုးစားတယ်ဟိုမှာကနာတေးကို ထုတ်တယ်ဟလာဟို graven back က center back ကိုဆင်းတယ် carl jones right back ကိုပြန်ရောက်တယ်နောက်ပိုင်း robertson ဝင်လာတယ် အဲနောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့တိုက်စစ်ကစားသမားတွေကွင်းထဲကိုစုပြုံထည့်ပြီးတော့ကစားကြည့်တယ်ဆိုတော့ဟိုမြေစမ်းခံပြိုးကစားကွက်မျိုးကိုရောက်ရှိသွားတယ်ဖယ်လစ်ကိုဘာလို့အမလဲမသိဘူးအလက်ဇန္ဒားအစ်ဆက်ကလည်းသူကဟိုဧည့်တယ်လို့ခီးတယ်လို့ကျွန်တော်တို့ထားပါတော့ဟိုဘတ်ကားတက်စီးတဲ့အခါကျရင်အဲ့ကားဟိုကား ကိုယ်တည်သွားကိုသွားကြတဲ့နေအောင်တည်သွားကိုက AC လိုက်လာဒီကားရဲ့ဟိုမောင်းခြင်းကန်နာဒီဒီကားနဲ့ပတ်သက်ကိုယ်မှာဘာတာဝန်မှမရှိဘူးဗျာအရန်ခီးသွားဆန်တယ်အရန်ဧည့်သည်ဆန်တယ်အင်တင်ကိုလာတယ်အဲ့အင်ကိုလာပြီးတော့စားကျင်တာစားဖို့ပြောကျင်တာပြောပြီးပြန်သွားတယ်ဆိုတော့ပုံကွင်းထဲမှာအဲ့အလုပ်လုပ်သွားတာဆန်နာအဆက်ကပြီးတော့ဒီအခက်တခဲတို့ဝင်လာတယ်စူးစမ်းပါတယ်စူးစမ်းတယ်ဆိုတာစူးစမ်းတိုင်းလည်း လို့ဖြစ်တာမှမဟုတ်တာပြီးတော့အဲ့ဒီအချိန်မှာလော်ဘူးကရှင်းပြောင်းလော်ပြိုလဲနေပြီဟိုလော်ဘူးကိုကြည့်ရတာကျွန်တော်တို့ဘွဲကိုမြန်မြန်ပြီးစေချင်တယ်ဂိမ်းမြန်မြန်ပြီးသွားမှပဲစိတ်ဟိုစိတ်ငြိမ်းချမ်းရအောင်ပဲဆိုတဲ့ခံစားမှုမျိုးရတယ်တက်တကယ်အပြောင်းလဲနေရောဟိုနောက်ဆုံးဘာဖြစ်ကုန်လဲဆိုတော့ကွင်းထဲမှာတိုက်စစ်ကစားသမားအန်ဂူမိုကလည်းကွင်းထဲမှာဟိုခေစားလည်းကွင်းထဲမှာအခက်တခဲလည်းကွင်းထဲမှာ ဂယ်ပိုကွင်းထဲမှာဟာလားမဟာမတ်ဆလာကွင်းထဲမှာအဲ့မတိုင်ခင်လေးမှာဟိုအလက်ဇန္ဒားအက်ဆက်ကွင်းထဲမှာရှိခဲ့သေးတယ်ဆိုတော့ဂိမ်းပြနောက်ဆုံးပိုင်းဟာအာတကယ်ဖီယိုဖေးရုပ်ပြဆင်းပြတိုက်ဆက်ကလည်းဟိုကြက်မြက်ကန်လေကြက်မြက်ကန်သိမှာလားပြည်ရန်လျှောက်ပြေးနေတဲ့ကြက်မြက်ကန်တိုက်ဆက်ဖြစ်နေတယ်အဲ့ကြက်မြက်ကန်ကတော့လေဗာပူးတိုက်ဆက်ကစားသမားတွေထက်ပိုပြီးတော့အပေါလန်းတဲ့အောင်မယ်ဆိုတာမျိုးဖြစ်သွားတယ်လုံးဝ destroyed desperate ဖြစ်သွားတယ် လုံးဝဟို directionless ဖြစ်သွားတယ်။ဘာတွေလုံနေမှန်းမသိဘူး။ asset ကိုတကယ် pace နဲ့လည်းမတွေ့ရဘူး rhythm နဲ့လည်းမတွေ့ရဘူး control နဲ့လည်းမတွေ့ရဘူး scale နဲ့လည်းမတွေ့ရဘူး Gagpo ကအာသမာဒါပေမဲ့ Forest ရဲ့ physicality တော့အာကောင်း Gagpo လည်းဘာမှမလုံနိုင်ဘူး Kakas ကလည်းဘာမှမလုံနိုင်ဘူး Andy Robertson ဝင်လာတော့ဒီပို့ Robertson Old Scotland အတွက် အများကြီးအလောလောကဟိုပိုရောင်းဆိုးသေးတယ်ဒီ Omar Hutchinson လေးဝင်ချလာပြီးတော့အလုပ်ချင်တိုင်းကိုလုပ်တော့တာ Don't so was like ကစားတာကဒီတော့ညံ့ဖျင်းနေတဲ့အထဲမှာအသူသူ့ကိုတော့ normal ခြေစမ်းနေတယ်ခုနတည်းကလည်းညံ့လိုက်တာခြေထုပ်ကိုလမ်းနေတာ Van Dijk ကလည်းတော်တော်အချင်းကြီးဆိုးသွားပြီပေါ့နော်အအဓိကတော့ဒီဒီပွဲကလီဗာပူးရဲ့ tactical discipline လုံးဝပျောက်ဆုံးသွားပြီးတော့ tactical collapse ဖြစ်သွားတယ်ဆိုတဲ့အပွဲမျိုးဟောအခက်တကယ်ဝင်လာတဲ့အချိန်မှာလည်းမဆိုးပါဘူးအခက်တကယ်လည်းအသင်းကို तू तू movement နဲ့ offer လုပ်တာပဲဘိုင်းမတိုင်းမခတ်တာအသင်းက structure ကိုမရှိတော့ဘူးဖြစ်သွားတာဒီဘဘူးကဟိုလောလောပြောရရင်လောဘူးကအခုဒီပွဲဆိုရင်ဒုတိယပိုင်းမှာ ဖြစ်ရှင်တိုင်းဖြစ်တာတွေမြင်ရတာတော့ create creative problem ပေါ့နော်အဲ့ problem တောင်မဟုတ်ဘဲနဲ့ a coaching problem ပုံစံမျိုးတော့မြင်ရတယ်အဲ့ဒါက honestly တော့ဒီရာသီတစ်ခုလုံးအနေနဲ့ပြောတာမဟုတ်ဒီပွဲမှာဒီဒုတိယပွဲမှာ तू short လုပ်တဲ့ဟာနဲ့ပတ်သက်ပြီးပြောတာထင်အမြင်လုပ်တဲ့ပုံစံဖြစ်သွားတာဒီကတော့ဟိုတိုက်စစ်ကစားသမားတွေအဲ့လောက်များသွားတော့တတိယခိုးကရုပ်ပြစင်ပြအပြော်ရန်အသင်းလို့ကလေးတွေကစားသလိုလိုဘူး ဖြစ်သွားတာ။အိုးကွင်းလေမှာအန်ဒီရမရှိတဲ့ fake kick လော်ဘူးကဘလောက်အထိ reshape ပြန်မလုပ်နိုင်လဲ regroup ပြန်မလုပ်နိုင်တယ်ဆိုအဲ့ကွင်းလေကဒီဘောလုံးကိုဒီညာတောင်မှန်မှာရှိတဲ့ owner hutchinson စီကိုဘောလုံးကလမ်းပြီးပေးလိုက်တယ်တကယ်ယူယူလေးတကယ် simple ဘာမှခဲရခဲစမဟုတ်အဲ့မှာတစ်ဖက်အချမ်းထဲမှာကျွန်တော်တို့ကဟိုအပြော်ရန်အစ်စ်မာတော့မှာခါပြက်တယ်ဆိုတာက ဟိုတိုက်စစ်ကကစားသမားတွေနောက်ပြန်မစင်းခက်စစ်ကကစားသမားတွေအနောက်မှာ၅ယောက်ကခံစစ်မှာ၅ယောက်ကတိုက်စစ်မှာကွင်းလေရာမရှိအခုအလိုမဟုတ်လီဗာပူးကွင်းမှာအချမ်းတချမ်းထဲမှာဒီလီဗာပူးရဲ့ office player ၁၀ယောက်ဟာ၅ယောက်တော့အစု၅ယောက်တော့အစုကွဲနေတယ်အဲ့ဟက်ချင်းစန်ဘောလုံးရသွားတဲ့အချိန်အန်ဒီရောဘတ်ဆန်ကို pack ဆိုကြော်ပြီးတော့ cut inside လို့ပြီးကိုယ်ထဲဝင်လာတဲ့အချိန်4 versus 4အဲ့4 versus 4ကဖြစ်နေပြီ အော်မာဟတ်ချန်ဆန်ကကိုးပါကို ကန်နေပြီအဲ့လီဗာပူးအဲ့စောစောဒီအိုဘာကဖရီကစ်ကန်တဲ့အချိန်မှာအရှိမနေရဘူးခါကတော့တယောက်မှပြန်မစင်းရတော့ဘူးဟာဟော့ကြီးကအကြီးပဲတော်တော်အခြေအနေဆိုးဆိုးဟတ်ချန်ဆန်ကန်တော့အဲလစန်ဘတ်ကပုတ်ပါတယ်ပြန်ထွက်လာတဲ့ဘောလုံးအဲ့ဒီလီဗာပူးရဲ့အဲ့ second ball ပြဿနာပဲပြန်ထွက်လာတဲ့ဘောလုံးကိုကစားသမားတွေဟာအလေအလွန့်အပုတ်တွေဖြစ်နေတယ် တယောက်မှအနောက်ကိုပြန်မစင်ဘူးဗန်ဒိုက်ပေါက်ပွဲပေါက်ပွဲကျင်စရာပဲဟိုဖြတ်သွားတဲ့ပုံစံကဟာတကယ်တကယ်အခြေအနေဆိုးဆိုးရွားပဲဆိုတော့ထားပါတော့ဒါကျွန်တော်နောက်ဆုံးအချုပ်ပြောရအောင်ရှောင်းတိုက်ရဲ့ဟို master class လို့ပြောရမှာသူအရင် clear ဖြစ်တယ်အရင် clear ဖြစ်တယ်ကျွန်တော်ရှင်းပါလေးပြောခဲ့တယ်ရှင်းပါပြောရဆိုတာ UK match day မှာဒီအချင်းချုပ်အနေနဲ့ဗောနော clear ဖြစ်တယ် realistic plan ကိုတွေးရတယ်သူရဲ့ဒီ phase time မှာ structure ခိုင်းဟိုကတွေ့ရတယ် sub piece ကို preparation အားကောင်းတဲ့အခါကျတော့ sub piece organization လည်းအားကောင်းတယ် liverpool ရဲ့အားနည်းစုံတွေကိုဖောက်ခွဲနိုင်တယ်အစည်းကမ်းရှိတယ်အပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုရုံကြည်မှုရှိတယ်စူးစီးမှုရှိတယ်အကုန်လုံးဟာဟိုကျွန်တော်တို့ northern forest တစ်ချမ်းတော့မမြင်ရဘူး liverpool ကဘာမှမမြင်ရဘူးဆိုတော့ liverpool အတွက် defensive sub piece အားနည်းတယ် transition အားနည်းတယ် risk zone တွေအများများတယ်ပြီးတော့အသင်းရဲ့ identity ပျောက်ဆုံးနေတယ် positional discipline ပျောက်ဆုံးနေတယ် logical situation မျိုးကိုမလုပ်နိုင်ဘူးမဖန်တီးနိုင်ဘူးကစားသမားတွေအကုန်လုံးယုံကြည်မှုပျက်စီးနေဆိုတော့အစိုးပေါင်းများစွာအမှားပေါင်းများစွာနဲ့အဲတော်ဝီရဲ့ချုံဝဲတို့တွေ့ခဲ့ရပါတော့เนาะဆိုတော့ဒါကတော့ဒီ Liverpool 03 Northern Forest 71ရောက်သွားပြီ ် modern half ကိုရောက်သွားပြီလက်ရှိ champion အသင်းဒါပေမဲ့03 not a first point ပဲပြီးတော့ဆက်ခဲ့တာပါကျေးဇူးအားပေးခဲ့ကြတယ်ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်